Hello ချစ်ရတဲ့ Baby Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Creation Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November 17ရက်နေ့ရဲ့နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့လည်ခင်မှာတက်လာတဲ့သတင်းချို့ကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့မုံရွာမှာပေါ်တာဆွဲမှုပိုဆိုးလာပြီးတော့တရက်ထဲမှာလူငယ်30ကျော်ဖမ်းခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်တပ်ကပေါ်တာဆွဲမှုပိုမိုဆိုးရလာပြီးနိုဝင်ဘာ10ရက်အရင်တရက်ထဲလူငယ်30ကျော်ဖမ်းဆီးခံလိုက်ရကြောင်းမြို့ကန်တွေကပြောပါတယ်။ မနေ့ကနိုဝင်ဘာ10ရက်ကမုံရမြို့ပေါ်မှာစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့ပေါ်တာလိုက်ဆွဲရမှာညနေပိုင်းမှာတော့စစ်မှုဆောင်ကနေအလုပ်ပြန်လာတဲ့အလုပ်သမား10ဦးထပ်မံတဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့အကြောင်းဒေသခံတွေကပြောတယ်ကားတွေနဲ့ပိတ်ရပ်ပြီးဖမ်းတာ3ရက်လောက်ရှိပြီတော်တော်ဆိုးတယ်ရေးဆက်ဆက်ကိုဆွဲတာညတွေအထိကိုဆွဲတာလို့လည်းသတင်းပေးပို့ထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းဝန်ကြီးချုပ် အနုထင်းချန်ဝီယကွန်ဟာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုနိုဝင်ဘာ၁၀ရက်ဒီကနေ့မနေ့ကရောက်လာပြီးတော့ကြားဖြတ်စစ်ပွဲဆင်းနေသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင်ဒီကနေ့မဲဆောက်ကနေနေရပြန်ဖို့ပြန်ပို့တဲ့ကြားဖြတ်လုပ်သားအိန္ဒိယနိုင်ငံသားတွေကိုလည်းတွေ့ဆုံခဲ့တယ်လို့သိရှိရမိတဲ့ Starlink ဆက်သွယ်ပစ္စည်းတွေကိုလည်းရရှိစေသေးသွားတယ်လို့သိရတယ်ပေါ့နော်။အဲ့တော့ကြားဖြတ်စစ်ပွဲဆင်းနေသွားမယ်လို့ပြောတဲ့အခါမှာကျွန်တော်မြန်မာပြည်သူတွေကတော့ဟာဟာဟားတိုက်ပြီးရည်ကြပါပေါ့နော်။ဘာလို့လဲဆိုတော့မင်းအွန်လိုင်းကိုဖြုတ်ချပါပဲဒီကြားဖြတ်ကကုန်ကင်းစင်မှာဖြစ်ပါတယ်နော်။ ောက်ထပ်သတင်းတစ်ပုဒ်ကတော့ KIO KIA နဲ့အချမ်းပတ်စစ်တပ်အကြအပြစ်အပြစ်ရဲ့ရည်ဆွေးနွေးရရှိသည်ဆိုသောသတင်းများကိုဗိုလ်ကြီးတော်ကညှင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။ကချင်ပြည်နယ်မြို့နယ်များစုကိုတိုက်ခတ်သိမ်းပိုက်လျက်ရှိသော KIO KIA နဲ့အချမ်းပတ်စစ်တပ်အကြအပြစ်ရဲ့ရည်ဆွေးနွေးရရှိသည်ဆိုသောသတင်းများကို KIO KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်ကြီးတော်ကညှင်းဆိုလိုက်ပါတယ်။ အဲ့တော့ကျမ်းပတ်စစ်တပ်လော်ဘီများနဲ့စစ်တပ်အတိုင်းဝန်ကအော်တိုဘာလနောက်ပိုင်းမှာစတင်ပြီး KIO KIA နဲ့ကျမ်းပတ်စစ်တပ်တို့ကြားအဖြစ်ရရတရုတ်နိုင်ငံကြီးကမ္ဘာကထားပြုမှုဖြင့်တွဲဆောင်ဆွေးနွေးရလှုပ်ဆောင်နေပြီဖြစ်ကြောင်းနေရာကိုရွေးချယ်နေပြီးအစစရာသတင်းများကို Telegram Channel များလူမှုကွန်ရက်များတစ်ဆင့်အလုံးရင်းဖြစ်ချိန်တက်ပြိုင်တက်အကြီးကျယ်ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်ပါတယ်တဲ့အဲ့တော့ဒီလိုမျိုးဝါဒတွေဖြန့်နေကြတာပေါ့နော် KIOKI ကတရုတ်နဲ့ညှိပြီးမှဒီအပြည့်ရမယ်လို့သူတို့ကတော့လော်ဘီရဲ့ရှောက်ပြီးသတင်းတွေထုတ်လာပါတော့အဲ့ဒီပုံမှာဘူရင်းတော်ဘူးကကျွန်တော်တို့အနေနဲ့အထွေထူးပြောစရာမရှိပါဘူးကျွန်တော်တို့ဘိုဟိုကော်ပဏီကလည်းဆွေးနွေးပွဲဆိုတာနဲ့ပတ်သက်လို့ညွှန်ကြားထားလည်းမရှိဘူးတွေးဆုံဆွေးနွေးဖို့လုပ်နေတယ်လို့လည်းကျွန်တော်လည်းမကြားပါဘူးဆိုပြီးတော့ပြန်လည်ဖြေဆိုရဖြစ်ပါတယ်နော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြင်းမနာရောင်နီဦးရွှေဆိုင်မှာဓမြတိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီမှာဓမြတိုက်တဲ့အချိန်မှာဆိုင်းရှင်မျိုးသမီးကအော်ရောတဲ့ရုပ်ွက်ထဲကလူတွေအဝိုင်းဝိုင်းလိုက်တာကြော်ညီတော်ရှေ့လမ်းမှာနှစ်ယောက်မိသွားတယ်တန်းတက်တော့ပါတယ်အတူကြီးဆိုတော့ဖြစ်လို့မရဘူးတဲ့အဲဒါကြောင့်ဖမ်းမိတာရက်ကွက်ကမိမှာရဲတွေစစ်တပ်တွေရောက်လာတယ်လို့သိရတယ်ပေါ့နော်အဲဒီတော့ဒီရွှေဆိုင်ဓမြတိုက်မှုမှာဆိုရင်ရက်ကွက်ကဖမ်းဆီးပေးပြီးမှပဲရဲတွေကရောက်လာတာဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ KNU တပ်မဟာတပ်တထုံးခရိုင်ဥက္ကဋ္ဌဘရူစောစိုးမြင့်အပါဝင်22ဦးကိုချမ်ပတ်စစ်တပ်ကရွေးကောက်ပွဲနောက်ဆက်တည်ဟုဆိုကာတထုံမြို့နယ်တိန်စိတ်ရဲစခန်းတွင်ရွေးကောက်ပွဲဥပဒေပုံမှန်23ခုပြည့်အမှုဖွင့်ထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီရွေးကောက်ပွဲကိုမဲပေးရန်အစိုးရအချို့လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ လာမယ့်ဒီဇင်ဘာလ28ရက်မှာစတင်ပြုလုပ်မယ့်စစ်ကောင်စီရွေးကောက်ပွဲတွင်မဲသွားပေးရန်အတွက်အဆိုတော်ချုပ်ကတိုက်တွန်းလှုံ့ဆော်နေသည့်ရုပ်သံများကိုစစ်ကောင်စီဝါဒဖြန့်မီဒီယာများမှတဆင့်ဖြန့်ဝေနေလို့သိရပါတယ်။ရင်းရုပ်သံများတွင်ပါဝင်သောအဆိုတော်များမှာနီနီခင်းစောမိဆန်ဒီချမ်းမြင့်မောင်ချိုမေလာတန်စင်ဖိုးကာနဲ့ဟန်နီတာတို့ဖြစ်တယ်လို့သိရတယ်ပေါ့နော်။အဲ့တော့အချက်မစစ်ကောင်စီကအခုချိန်မှာဆိုရင်အဆိုတော်တွေပါပွဲထုတ်ပြီးတော့ပေါ့နော်ရွေးကောက်ပွဲအတွက်အသုံးချလာတာတွေ့ရပါတယ်နော်။ ောက်တဲ့သတင်းတစ်ပုဒ်ကတော့စစ်တပ်၏တိုင်ပြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ပူးပေါင်းရန်အပါအဝင်စီးရဲနိုင်ငံရေးစီးပွားရေးပူးပေါင်းဆောင်ရွက်ရန်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့ချင်းညီတော်စီပီအဖွဲ့တို့တွဲဆောင်ဆွေးနွေးခဲ့တယ်လို့သိရတယ်။အဲတော့နိုဝင်ဘာ10ရက်နေ့ကပြုလုပ်တဲ့ချင်းညီတော်ရန်ပုံငွေရှာဖွေပွဲတွင်၎င်းအထက်တင်ပြကြခြင်းဖြစ်ပြီးအောက်တိုဘာလအတွင်းရင်းနှီးတွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်းကထုတ်ပေါ်ပြောဆိုပါတယ်တဲ့။အဆိုပါတွဲဆောင်မှုနှင့်ပတ်သက်၍မတန်တမှုများထုတ်ပြန်ရန်ရှိနေကြောင်းစလိုင်းရောမန်ကသတင်းပေးပို့ထားလို့သိရပါတယ်။အဲတော့ AA နဲ့ဒီချင်းညီတော်ဖွဲ့ပြန်လည်ပူးပေါင်းမှာပါနော်။ချမ်ပစ်စစ်ကောင်စီကိုတံပြန်ထိုးစစ်ဆင်မဲ့ဟာတွေကိုညှိနှိုင်းနေကြတာဖြစ်ပါတယ်။ အဲ့ဒီနဲ့ပတ်သက်ပြီးတော့ကျော်မင်းမင်းတို့ရုပ်ွက်မှာတော့တော်တော်လောင်နေတာပေါ့နော်အဲ့တော့ကျော်မင်းမင်းဘာတွေပြောထားတဲ့ချက်နှောင်းကြည့်အောင်နော်ဆရာတန်ဃာတို့လက်စော်ကားတာတော့ဒီကောင်တွေကလုတာပဲလုတ်ပစီပေါ့ဗျာဒါတော့လေကန်ကြီးထိုင်မဲ့ကောင်တွေပဲလုတ်ကြဖို့နော်ကိုလန့်ကိုရွေးတာပဲခြားကြလို့ပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီဒီဒီနေ့အပိတ်ကထွန်းမြတ်နိုင်တို့ရဲ့ထွန်းမြတ်နိုင်တို့ရဲ့ချင်းအဖွဲ့တွေ့တဲ့သတင်းလေးကျွန်တော်ဒီနေ့ပြောချင်တယ်ထွန်းမြတ်နိုင်တို့ရဲ့ချင်းအဖွဲ့တွေကပြီးခဲ့တဲ့ရပိုင်လေးကပြီးခဲ့တဲ့ရပိုင်လေးကသူတို့ရခိုင်ပြည်နယ်ထဲမှာတီးတန့်တွေ့ကြတယ်လို့ပြောတယ်ဒီသတင်းကိုသူတို့ကတိုးတိတ်ထားကြတာဗျအခုတော့သတင်းထွက်လာတယ်ပေါ့နော် ဆိုတော့ထွန်းမြနိုင်တဲ့ချင်းဖွဲ့တွေဘာကြောင့်တွေ့ကြတယ်လဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒီတိရတဲ့လောက်ဆိုရင်တော့ဒီပြီးခဲ့တဲ့ဟောပေါ့နော်အဲပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်ထဲမှာတော့ပြောလို့ရတယ်ပေါ့နော်ပြီးတာတွေ့ကြတယ်တဲ့နော်တွေ့ကြတယ်ပြီးခဲ့တဲ့လတော့တွေ့တာတဲ့ချင်းကဘယ်လိုပါလဲဆိုတော့ချင်းဖွဲ့ကဆိုရင်ခဏလေးကျွန်တော်ဒီမှာမှမဆိုလို့ပေါ့နော် ချင်းဖွဲ့ကချင်း brotherhood တို့ပါတယ်ချင်း brotherhood ပါတယ်နောက်အခြားသောဒီချင်းလက်နက်ကိုသူတို့ဆက်ဆက်ဖွဲ့တွေပါတယ်ပေါ့နော်အဲ့ဖွဲ့တွေနဲ့ထွန်းမြနိုင်တို့ဖွဲ့တွေတွေ့တယ်ပေါ့တွေ့ပြီးတော့သူတို့ကဘာပြောတာလဲဆိုတော့သူတို့က ဒီစစ်တပ်ကိုဘယ်လိုတော်လန်ပူပေါင်းတော်လန်ကြမလဲဆိုတော့ဆွေးနွေးကြတယ်ဆိုတော့ပြောတယ်အဲပြီးတော့ကြည့်ရတာနှစ်နိုင်ချင်းနဲ့ရခိုင်နဲ့ကြားထဲမှာဖြစ်နေတဲ့တချို့ပြဿနာတွေကိုထွန်းမြန်နိုင်ငံသားချင်းအဖွဲ့တွေခေါ်ပြီးညှိကြညှိတဲ့သဘောလည်းဖြစ်နေတယ်ထွန်းမြန်နိုင်ငံတခုတော့လဲတယ်ချင်းတွေကိုလည်းတွားပြီးရအောင်သူညှိနေတယ်ဒီဘက်ကဒီဘင်္ဂလီတွေလည်းသူလိုက်ညှိနေတယ်ညှိပြီးတော့ဘင်္ဂလီနဲ့လိုက်ညှိပြီးတော့ဘင်္ဂလီတွေကတောင်သူ့ကိုထွန်းမြန်နိုင်ငံတခါတည်းတို့ဘိုးချုပ်ကပါညာဖြစ်အောင်ဆိုပြီးတော့ဝါရဖြန့်လော်ဘီလုပ်တဲ့ဝါရဖြန့်တဲ့ဗီဒီယိုဖိုင်တွေအများကြီးပြန်တင်ခိုင်းနေတယ်ဆိုတော့ပြောရရင်တော့ ဖွင့်မနိုင်ကဒီရခိုင်ပြည်နယ်ကသူအခြေချဖို့အတွက်ကိုချင်းနေတဲ့အစီအပြေမှလည်းရမယ်ဒီဘက်ကဘင်္ဂလီနဲ့အစီအပြေမှရမယ်ဆိုတော့ဖွင့်မနိုင်နားလေတယ်လူလိုနားလေတယ်ကောင်ပေါ့ဒီကောင်အဲ့တော့အဲ့လိုနားလေပြီးတော့သူလည်းညှိနေတယ်ညှိပြီးပြီးရင်ဒီပြီးမှချင်းနေဒီပြီးမှအဆက်နားနေရာတွေကိုဘာသူဆက်ပြီးတော့ဆင်းပြီးညှိမဲ့သဘောရှိတယ်ဘာလို့ဆိုတော့ buffer zone ကိုဆိုတော့ညှိနေတာတော့တွေ့ရတယ်အဲ့တော့ဒီတို့ကချင်းပဲအောင်နေတော့အာတို့ကိုထွန်းမြနိုင်တို့ကိုတို့လက်ခံတွေ့ဆုံပြီးတော့အေးစေအဲ့ကိုကျုံဆက်ဆံပြီးတော့တကယ်ကိုဖြစ်ပါတယ်ပေါ့ဗျာတကယ်ကိုပဲဟိုလေးစားတို့ဆက်ဆံပါတယ်ဆိုတော့ချင်းဖွဲ့တွေပြောလာတယ်ဆိုတော့ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ချင်းဖွဲ့ အသေးစိတ်မပြောရင်မဲ့ဘလို defend စစ်တပ်ကိုဘလို defend လုပ်မလဲဆိုတော့ तू မပြောကြပြင်မဲ့ပူပေါင်းပြီးဘလို defend လုပ်မလဲဆိုတော့ဆွေးနွေးကြတယ်အပိုင်းလို့ကျွန်တော်နားလည်ထားတယ်ကဲအဲ့တော့စောင့်ကြည့်ရမှာကတော့ချင်းနဲ့ချင်း brother ဟုတ်နဲ့ AA နဲ့ပေါင်းပြီးဘာလုပ်မလဲဘယ်ချင်းနဲ့လှမ်းမလဲစောင့်ကြည့်မယ်တက်ကလည်းအခုဒီရခိုင်ပြည်နယ်တို့စစ်စင်ဝင်ဖို့အတန်ကြီးဆက်ထွက်လာပြီထွက်လာပြီအခုစေးလေးကျင်တာလည်းပင်လယ်မြောင်စေးလေးကျင်တာလည်းလုပ်နေပြီသိမကြဘူးအဲ့ရနေလေးကျင်ထားတဲ့အတွေ့အကြုံတွေကနေပြီးတော့ဒါရခိုင်ပြည်နယ်တို့မှာစအတုံးချရတယ်တုံးချနိုင်ရရှိတယ်အဲ့ဒီတုံးချရမှာထွန်းမြင့်နိုင်ညှိနိုင်ခဲ့ရင်တော့ထွန်းမြင့်နိုင်ကံကောင်းပဲမညှိနိုင်ခဲ့ရင်တော့ဒါထွန်းမြင့်နိုင် ရခိုင်ပြည်နယ်ကနေဘယ်လိုထပ်ပြီးမလဲဒါလိုမေးရမယ်အဲ့တော့တစ်ဖက်မှာတော့ NUG ကဝန်ကြီးချုပ်ဖြစ်တဲ့မောင်ဝင်းခိုင်တန်းကတော့ပြောတာပဲအဲသူတို့ရဲ့ဒီဟွာကာလာသူတို့ရဲ့တော်လိုင်းကာလာမကြခင်ပြီးတော့မှာပါတဲ့သူဘာပြောလဲကျွန်တော်မသိဘူးဟုတ်တယ်ပြီးတော့ပြီးတော့မှာပါသိမကြတော့ဘူးမကြခင်ပြီးတော့မှာပါဆိုတော့ဟုတ်တယ်ပြီးတော့ပြီးတော့မှာပါဗျာနော်ကျွန်တော်လည်းသိတယ်မောင်ဝင်းခိုင်တန်းလည်းသိနေပါပြီပြီးတော့မှာပါလို့သိနေပြီဆိုတော့ပြောတာအဲ့တော့သူပြီးတာဘာပြီးတာဖြစ်ပြီးတော့ကျွန်တော်ပြီးတာဘာပြီးတာဖြစ်တယ်လဲဆိုတာ ਨੇ ခင်ဗျားတို့ရောဘာပြီးတာလဲလို့မေးနေတယ်အဲ့လိုမေးနေတယ်ဒီတော့ကဲဒါတော့ ပြောင်းလဲပြောင်းစားပြီးပြောနေကြောင်းမျိုးပေါ့နော်အဲ့တော့ဘာပဲပြောဒီချင်းဖွဲ့နေဒီအေနဲ့တွေ့ဆုံဆွေးနွေးပွဲမှာတော့ဒီရလက်ကောင်တွေထွက်လာတယ်လို့ကြားတယ်ပေါ့နော်အဲ့တော့ကျွန်မစစ်ကောင်စီဘယ်လိုမျိုးတံပြန်ထိုးစစ်တွေဆင်လဲလဲဆိုတော့ကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်နော်ကဲနောက်ထပ်တင်ဒီဘုတ်ကတော့နေပြီးတော့မြေတိုင်းစေးတူကအိမ်မှာကိုယ့်အကူအဆုံးစီရင်သွားတဲ့တဲ့နားထောင်ကြည့်အောင်နော်မှာအဆုံးစီရင်မှုဖြစ်ပေါ်တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင် နေပြည်တော်မှာစစ်ကောင်မရှိရင်လာအောက်ခံဝန်ထမ်းတူကျိုးဆွဲချအဆုံးစီရင်မှုဒီကနေ့မနက်ပိုင်းကဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ10ရက်နေ့ဒီကနေ့မနက်10:00နာရီအချိန်ခန့်ကနေပြည်တော်ပြည်မနာမြို့ကင်မွန်းတန်းကြီးရွာမှာဖြစ်ခဲ့တာလို့သိရှိရပြီးပြည်မနာမြို့မြေစင်းရုံးကဝန်ထမ်းဖြစ်တယ်လို့သိရှိရပါတယ်။မနက်10:00နာရီလောက်ကဖြစ်တာပါ။ရွာလေကသူ့အိမ်မှာပဲဖြစ်သွားတာ။ကျိုးနဲ့ထုတ်တန်းမှာချီပြီးပေါ့။ဘာကြောင့်ဖြစ်တယ်တော့မသိသေးဘူး။ သူတယောက်တည်းရှိတဲ့အချိန်ဖြစ်သွားတာလို့ဒေသခံတဦးကပြောဆိုထားပါတယ်။တေဆုံးသူဟာပြင်မနာမြို့မြေစည်ရင်ယုံကမြေတိုင်းစီးရေးဝန်ထမ်းဖြစ်တယ်လို့သိရှိရပြီးဒီကနေ့နေ့လယ်၁၇နာရီခန့်မှာပြင်မနာမြို့ခရင်မယားပြည်သူ့စေယုံကြီးကိုပို့ဆောင်ခဲ့ကြတယ်လို့သိရှိရပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းစီးပွားရေးနဲ့စစ်ဘေးဒဏ်ကြောင့်အဆုံးစီရင်မှုတွေများခဲ့ပြီး၂၀25ခုနှစ်ထဲမှာအဆုံးစီရင်မှုဖြစ်ပွားခဲ့တဲ့အရေးအတွက်ဟာ30ထပ်မင်းရှိနေတာကိုမြေပြင်သတင်းတွေအရသိရှိရပြီး ိတ်ကျမ်းမာရေးဆရာဝန်တဦးကဆေးယောဂါမှာအဆင့်၃ဆင့်တတ်မှတ်ရမယ်ဆိုရင်ပထမအဆင့်အနုစားမှာပဝင်းကျင်စကားပြောဖို့ရင်ဖွင့်ဖို့နဲ့ရတယ်။ဒုတိယအဆင့်မှာဆရာဝန်နဲ့ပြပြီးစည်းဝါးတောက်သုံးရမယ်။အဲ့လိုမှမဟုတ်ဘဲအဆင့်၃တတိယအဆင့်ရောက်သွားရင်သူ့ကိုယ်သူမထိန်ချုပ်နိုင်တာတွေဖြစ်ပြီးဘသူနဲ့မှအဆင့်မပြေတာတွေတယောက်တည်းကြိတ်ခံစားတာတွေများပြီးအသက်သေးဆုံးတဲ့အထိလောက်တာတွေရှိလာတယ်။ဖြစ်ဖြစ်ချင်းဆရာဝန်နဲ့ပြပြီးစေဝါကူတာတာက စိတ်ကိုပို့ပြီးကြမ်းပါစေတယ်။ လူတွေကဖျားရင်သာစေထိုးစေတောက်ကြတာစိတ်ဓာန်ရရတာဆိုရင်စီးုံစေကံပြရမှာရှက်ကြတယ်ယူတယ်လို့အထင်ခံရမှာဆိုတာကြောင့်ပေါ့လို့ပြောဆိုထားပါတယ်2025ခုနှစ်အတွင်းမှာပဲမိမိကိုယ်ကိုအဆုံးစီရင်လို့တိတ်ဆုံးသူအရေးအတွက်ဟာ30ဝန်းကျင်ခန့်ရှိနေပြီးအများစုဟာလူငယ်တွေဖြစ်ကြကနောင်ကစားနဲ့မူရစေကြောင်းအများဆုံးဖြစ်ပြီးစီးပွားရေးနဲ့မိသားစုပြဿနာကြောင့်တိတ်ဆုံးသူကနေတယ်လို့သိရှိရပါတယ်ရှင်ကဲချားရဲပေါ့နော်အဲ့တော့ကျွန်မ မင်းအောင်လိုက်လက်ထက်မှာတော့လူတိုင်းကတော့စိတ်တိုင်းရရနေကြပြီပေါ့နော်အခုဆိုရင်မခံစားနိုင်လို့ဒီကောကူဆိုးတက်တည်သွားတဲ့အနေထားလေးတွေ့နေရမှာနော်အဲ့တော့ဒါကတော့ Champions League ကောင်စီအောက်မှာနေတဲ့လူတွေကတော့ဘယ်လောက်တော့စိတ်ပြည့်စီမလဲဆိုစဉ်းစားကြည့်ပေါ့နော်ကဲနောက်ထပ်ကျွန်တော်နားထောင်မှာကတော့ဥချက်တလင်းရဲ့တုတ်တက်ချက်လေးလည်းနောက်ကြည့်အောင်နော်အမှအေးကြောင်းတော့လကောင်နောက်တစ်ခုကတကယ် ground မှာနော်ကောလင်းမီးအင်ရှင်အမှဒီအဲ ground မှာအကူတက်ကြီးတို့ကိုဆောင်းခါတို့ဂျန်နဲ့ ဒေါ်လာရဲဘော်တွေဒီမှာရဲဘော်ဘသူဘာညာနာမည်တွေနဲ့ရှိဒါမှမဟုတ်အဲ့ဒါဒီအဲကျွန်တော်ယောက်ျားချင်းဖြစ်တယ်နော်ကျွန်တော်တို့အာငါလဲလုံနိုင်ငယ်ဆိုလုံနိုင်တာကြီးလုတ်ခဲ့တယ်အဲကျွန်တော်လည်းအဲတတ်ထဲဝင်ခဲ့တယ်ဒီသက်ရွယ်မဟုတ်ဘူးအဲကျွန်တော်ချခဲ့တယ်စော်ခဲ့တယ်နော်တီထောင်ခဲ့တယ်နော်ရှိခဲ့တယ်ဒါမှမဟုတ်ဒီဂုဏစကားပေါ့နော် ကျွန်တော်အဲဒီ line ပိတ်ထားပဲမဲ့ကျွန်တော်ကြားနေရတယ်အမှ collimation ပြောတယ်ဘလောက်တောင် အားရဖို့ကောင်းလဲ နော်ကိုသက်ကြီးရဲ့စိတ်တက်ကျွန်တော်ဝင်းရကျိုးနဲ့တယ်ပဲနော်ကိုသက်ကြီးဆိုတော့ဘလို့လူလဲနော်တမိုင်းလည်းလှတယ်အခုလည်းလှတော့မယ်နော်နောင်လည်းလှနေအောင်ပါပဲဒီပုပ်ကိုလှောက်တာနော်ကျွန်တော်ဒီလူလှောက်တာလို့မပြောဘူးနော်စကားကိုကျွန်တော်ရွေးချယ်ပြီးပြောတာဒီပုပ်ကိုလှောက်တာဘလောက်တိထိရောက်တယ်နော်ဒီကလေးတွေနော်ကျွန်တော်တော်လန်ဂျင်နဲ့တော်လန်ဂျင်စိတ်အပြည့်ဝနော်အသက်ပဓာနာမထားပဲနဲ့နော်ခြေလက်အင်္ကာတွေပဓာနာမထားပဲနဲ့ ပါဝင်နေတဲ့ကလေးတွေကိုတစုတစည်းတည်းဖျက်အောင်လုပ်တယ်နော်အခုနကကျွန်တော်တို့ရဲ့ NUG ဒါ MOD လောက်အောင်မှရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုဆောင်ခါတို့စွန့်နိုင်တယ်နော်ကြပြားတွေမှရေးတာမဟုတ်နော်ကိုတက်ကြီးတို့ Brighter မှလောက်တာမဟုတ်စွန့်နိုင်တယ်စောင့်နိုင်တယ်တိတ်အားရစရာကောင်းတယ်အော်ငါတို့လူငယ်ချင်းဖြစ်ခဲ့ရင်တောင်ငါဟာအသက်30ကျော်လောက်နော်အသက်အစိတ်30ကျော်လောက်သို့မဟုတ်အသက်40တန်းလောက်လူတယောက်ဖြစ်ခဲ့တော့တို့လောက်စွန့်နိုင်မလားနော် ဥပမာဘော်လီဘောပုတ်တယ်ဘောလုံးကန်တယ်နော်ပြန်ပြန်ပြေးတယ်ဆိုတာမျိုးကတော့ကျွန်တော်ပြန်ပြေးကောင်းပြေးနိုင်လိမ့်မယ်အလဝိတ်ထိုးတာကျွန်တော်နိုင်အောင်ထိုးကောင်းထိုးနိုင်လိမ့်မယ်အဲ့အရွယ်တူလို့ရှင်တို့ရဲ့ဉာဏ်ပညာတို့ရဲ့မြတ်တာတရားတို့ရဲ့စွန့်လွတ်စွန့်စားနိုင်မှုဒီပေါ်မှာစိတ်နှက်ပြီးတော့နော်လူတယောက်ကိုကျွန်တော်တို့အနုမြူအနုစိတ်ကြည့်လို့ရှင်အားရချင်တဲ့ပုဂ္ဂိုလ်မယ်ဒီလိုပုံကိုယ်တွေနဲ့ကျွန်တော်တို့အစီဝေးအတူတက်ရတာနော်ဒီလို စွမ်းနိုင်ဆောင်နိုင်တဲ့သူတွေနဲ့ကျွန်တော်တို့ကမ်ပိန်းအတူလုပ်ရတာအဲ့ဒါမှတင်းတော့ကျွန်တော်တို့ကဂုံရှိနေနော်ကျွန်တော်တို့ဟာအခုနော်ကြည်လွတ်မြေမှာကိုယ်နိုင်ငံထဲမှာတော့မဟုတ်နေဆက်ဆိုပေမဲ့အဲ့လိုနေရာမျိုးမှာနေရတာပါအခုကျွန်တော်နေမကောင်းဘူးဟာနော်ဆရာဝန်ကအိမ်လာမယ်နော်နေမကောင်းဘူးဆေးတွေရှိမယ်နော်ဓာတ်စာတွေလာပေးမယ်နော်ဟိုအခန်းလေးနဲ့အိမ်ရာလေးနဲ့ထေချာရှိတယ်သူတို့ကဟိုပြေးလိုက်ဒီပြေးလိုက်နော်ဒီကြားထဲလိုက်စာရောက်သွားလိုက်နော် ဟောကရဏီရောက်သွားလိုက်ဟာတမကွေးစကိုင်းနေရောက်သွားလိုက်ပြန်လာလိုက်ကျန်းခိုတော်လန်ရေးမဖြစ်ခင်တော့အတိုင်းမသွားနေကြတာဘလောက်အားရဖို့ကောင်းလဲခုနအမကောလဲမင်းရင်ရှင်ဒီလိုတက်ဖွဲ့ကြီးတခုတော့သူတို့ဆိုင်ကယ်နဲ့သွားကြိုပို့တော့သူတို့ချက်ပြုတ်အာညမိန်နိုင်နေမိန်နိုင်ဒီအသက်ရွယ်မှာလုံနေတဲ့အမျိုးသမီးတယောက်အိုးကျွန်တော်ဥညွတ်ပါတယ်လေးစားပါတယ်အလေးပြုပါတယ်နော်နောက် ဒီကိုတက်ကြီးနော်ကောလင်းမင်းရှင်ပြကိုဆောင်ခထွက်ကြည့်ဗျသူ့အရွယ်လေးနဲ့နော်သူ့အရွယ်ဒီအရွယ်လေးမှာနော်တက်ကြီးတရက်ထူထောင်နိုင်ဖို့ဘယ်လွယ်မလဲကျွန်တော်တို့140လောက်ရှိတဲ့တက်ကိုကျွန်တော်ယာယီတန်းမှုဆိုပြီးတော့ဆက်ပြီးတော့အဲ့ဒေတာမှာခန့်ဘာညာကျွန်တော်ထောင်တာလည်းမဟုတ်ဘူး เนาะဒီ NUG ကလောက်ထားတဲ့တရင်တစ်ဖွဲ့ကိုယ်တလဲတွေလောက်တဲ့ဟာကိုကျွန်တော်အသက်ရွယ်ကြီးတယ်နည်းနည်းလူသိများတယ်ငွေရှာနိုင်တယ်ဆိုပြီးတော့ခန့်အပ်ထားတဲ့အရာလေးတောင်ဟာတနေ့လာတဲ့ဒီရဲဘော်ရဲမေကိစ္စကောအပြင်ဒလန်ကိစ္စကောဟိုလူ့ကိုမယုံသလိုလက်နက်နဲ့ရှင်လာပြီအသက်တည်နဲ့ရှင်လာပြီဆိုတော့အာကိုမကျင်နဲ့နည်းနည်းလေးတွန်းလိုက်တာနဲ့အဲ့ကောင်ကျွန်တော်ကြည့်မြင်အဲ့ကောင်ဘယ်တော့ဘယ်ဟာလောက်ခဲ့တာဆိုရင်သတိနဲ့ထားပေါင်းရတဲ့အချိန်นี่သူတို့ဘလောက်ကြော်ဖြတ်ခဲ့မလဲသူတို့ဘလောက်တောင် ခက်ခက်ခဲခဲရုံးကန်ခဲ့ရမယ်နော်ကျွန်တော်တို့တခါမှမမြင်ဘူးတခါမှမသိဘူးတဲ့နေမြေတွေမှာနော်ဘသူနဲ့မှငယ်ပေါင်းကြီးပေါ့လေတခါမှဖြစ်ဥပမာကိုဆောက်ခါဗျာသူ30အသက်28ပဲဖြစ်ဖြစ်30လောက်ပဲဖြစ်ဖြစ်အဲ့မှာသူဒီတော်လိုင်းကြီးဆလုတ်တယ်တော်လိုင်းကြီးဆိုတော့နော်ဒီလက်နက်ကင်တော်လိုင်းကြီးဆလုတ်တယ်အဲ့နေမြေကိုရောက်ပြီသူဘာတွေတွေးပြီးတော့ဒီຢာတွေလောက်ခဲ့မလဲပြန်စဉ်းစားကြည့်အခုချိန်မှာညာတွေရောနော်ဟာဟို DNA ဘက်တွေရောအမိုးကုတ်ဖြူဝဘက်အဘဲချင်းပြီဘက်အဘဲအညာဘက် သူ့တက်တွေလွတ်ပြီးတော့နော်ရဲဘော်တွေကိုရောက်ပို့ရမယ်။သွားစစ်တိုက်ဖို့နေနေသားသားဒီဒေသဒီကိုရောက်အောင်ခက်ခက်ခဲခဲသွားဖို့သူတို့တာဝန်ယူပြီးအသက်တွေမိသွားလိုက်တာနဲ့သူခေါင်းခံရမှာ။ကိုတကြီးအခုသူကိုယ်တိုင်သွားတယ်သူ့အဖွဲ့တွေသွားတယ်။ရန်သူကိုစစ်မတိုက်နိုင်ဘူး။ရန်သူနယ်မြေတွေဖြတ်တုံးမှာအဖမ်းခံလိုက်ရရင်တော့သူတို့ဘယ်လောက်ကောင်းကြည့်မလဲ။သူတို့ဘာသာသမီးလေးတွေအသက်တွေ။နော်ခုနကသူပြောတဲ့စိုက်ပျိုးရေးတက်ကတော့ နော်တခြားဘာတမိုင်းအဓိကနော်စစ်စီဒီအမ်ရဲစီဒီအမ်ဒါတွေသူအုပ်ချုပ်သူတို့ခေါင်းခံမှာတယောက်ကြသွားတယ်မင်းစောက်သုံးမကြလို့ဆိုတဲ့အမျိုးပါဇက်ကမပြောရနေမှာအဲ့လိုဝေဖန်မှုပေါင်း16000 live ပေါ်မှာရှိတဲ့နော်အယုဒအနတ္တဆဲရေးနေတယ်ဟာတွေကိုသူတို့ဒီကြမ်းကြမ်းခံပြီးလုံနေကြတာကျွန်တော်တို့ကဘာလုပ်ရလို့တော့ဒါလေသူတို့ရှေ့မှာကျွန်တော်တထား campaign နေဆိုကျွန်တော်ပြင်းပြင်းထန်ထန်ပြောတာထားတော့ဦးကျော်သလင်ကဒီ ဒေါ်လာနဲ့ပတ်သက်ပြီးတော့เนาะဟိုဒီကျွန်တော်တို့ကုဆောင်ခါနဲ့ဥတကြီးတို့ကိုချီမောင်ကဖွင့်လိုက်တာဖြစ်ပါတယ်เนาะမဲလိန်လို့ပါမဲခိုးလို့ပါအာနာတိမ့်ရပါတယ်ဆိုတော့ခွေးပြောခွေးယုံဆိုတဲ့စကားကိုကျွန်တော်တို့အမြဲတမ်းပြောခဲ့ပါတယ်เนาะလက်ရှိရွေးကောက်ပွဲအဆက်ဆက်မှာမဲခိုးခဲ့တာကြက်ဖို့ပါတယ်တကယ်တကယ်အဲ့ဒီတခိုးဟာဆွဆွဲတော့အန္တရာယ်ကိုဆွဆွဲတာအန္တရာယ်ဆိုတာစတင်ဖွဲ့စည်း1990ရွေးကောက်ပွဲတည်းကနေ ရှင်ပြန်လာခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာအောင်မတ်အဖြစ်မမောက်ဘူးဂုံဒူးမတ်ပါထွက်ပြီးအောင်ခဲ့တဲ့ပါတီတကူအရန်ဒီတော်နေလို့လားကောင်းနေလို့လားဆိုတော့ပြောပြန်တော့ဒီနိုင်ငံမှာအရန်ဒီရဲ့ကောင်းတဲ့ပါတီမရှိလို့အဲ့တော့အခြားဒီခေတ်ဆက်အရင်ဆိုတတ်ဆက်ကြအခုဒီဘက်ခေတ်ဆိုရင်တော့ကြံ့ဖို့ဒါသာစစ်တပ်ကိုကိုစားပြုတဲ့စစ်ဘုံချုပ်တွေကိုကိုစားပြုတဲ့ပါတီတွေဒီပါတီကိုပြည်သူကချီးမြှောက်ကြတယ်နော်အဲ့ဒီအတွက်ရှုံးတယ်ရှုံးတာကိုအရှုံးကိုလက်မခံပဲပဲအာနာယူပြီးအာနာသိမ့်တယ်အဖြေရတာပဲဓမ္မကြီးတဲ့

တွေ့တယ်နော်ဒစိမ့်လုံးအတုပါလှုပ်ပြီးတော့မဲခိုးခဲ့တဲ့ပြန့်ဖို့ကိုယ်စလဲတွေ့တယ်နော်အဲ့ဒါအဲ့ဒါအဲ့ဒါလက်တွေ့တိလားမဲစရင်မှားတာကိုမဲခိုးတယ်လို့ပြီးဆွတ်ဆွဲတာမဟုတ်ဘူးနော်မင်းတို့ဆွတ်ဆွဲနေတယ်ဆိုတာကမဲစရင်မှားတာကိုမဲခိုးတယ်ဆိုပြီးတော့ဆွတ်ဆွဲတာဒါကဒစိမ့်လုံးမှာအတုလှုပ်ပြီးမဲခိုးတာဒါတင်ပဲဆက်ပြုံးတီးတို့ပိုင်းသမားစိတ်ကောင်းပြီရော o bueno, Dios. ်ကဲတွေ့တယ်နော်အဲ့ဒါပြေချာတာမရှိဘူးအဲ့တော့ဒေါ်ဆန်းစုကြည်တဲ့တခါပြောခဲ့ပါဒီကျွေးကပွဲကိစ္စတွေနဲ့ပတ်သက်လို့ကျန်းခိုင်ကျန်းဖို့ကနေ energy ကိုတိုင်တာနှစ်ခုရှိတယ်တဲ့ပထမအဲ့ဒီနှစ်ခုလုံးကိုရှင်းလိုက်တဲ့အချိန်မှာ energy ဘက်ကမှန်တဲ့အတွက်အမှုကပြီးသွားတယ်ဒါပေမဲ့ energy ကနေဒါလို့မဲလိန်နေမဲခိုးတာနေဒါလို့ပြဿနာပေါင်းတိုင်တာအခုအကျင့်ရဲရောရဲကိုတိုင်တဲ့အမှုကရွေးကောက်ပွဲကော်မရှင်ကိုတိုင်တဲ့အမှုကအပါအဝင်ပေါ့အားလုံးက အမှုတရားကျော်တိုင်ရတယ်။အဲ့တော့ကြည့်တယ်မှာလက်တွေ့မဲခိုးတာဘယ်လိုလဲ။ NND လားကြံ့ဖို့လား။အဲ့တော့အဲ့ဒီတခိုးတွေကသူတို့ကိုလူမယွေးလို့နော်အရှုံးရှုံးတာကိုအရှုံးရက်လက်ကိုလက်မခံနိုင်မဲနဲ့အာနာလက်လွတ်ပြီးတော့ယူဖို့ဖြစ်နေတဲ့မင်းအောင်နိုင်နဲ့ပေါင်းပြီးနိုင်ငံတော်ကိုပုံကံမှုကျူးလွန်ပြီးတော့အာနာသိမ်းတာ။အဲ့တော့လက်ရှိကြံ့ဖို့ခေါင်းဆောင်တွေနဲ့ဒီစစ်ခေါင်းဆောင်တွေအားလုံးဟာနိုင်ငံအစိုးရကိုလက်နက်ကင်ပြီးတော့ပုံကံချမ်းသာတဲ့နိုင်ငံတော်တစ္ဆာဖောက်ပြက်မှုကိုကျူးလွန်ထားတဲ့တရားခဏတွေ ။ရာဇဝိကောင်လေးအဲ့ဒီရာဇဝိကောင်လေးကထုတ်ပြန်တဲ့အမိတ်ထုတ်ပြန်တဲ့ဥပဒေလုံးတဲ့ရွေးကောက်ပွဲဘာတစ်ခုမှမပေါင်းဘူးဆိုတာဒီလိုအချက်လက်တွေနဲ့ကျွန်တော်တို့ပြောနေတာ။ဘယံမလားငါတို့နဲ့ဘက်မတူတိုင်းအာဟိုမိတို့နဲ့ပေါင်းဝင်ပါဘူးလို့စွတ်အောင်နေကြတာမဟုတ်ဘူး။နော်။အဲ့တော့အဲ့တလိုတခိုးတွေကဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးတော့အမှုပေါင်းမြောက်များစွာနဲ့စွတ်ဆွဲတာ။ She's the number 20ရွေးကောက်ပွဲမှာ NND ကနိုင်တဲ့လွတ်တော်အမတ်ကြီးက83ဒသမ2ရာခိုင်နှုန်းထိအနိုင်ရတာ။ နော်အမှတ်40နဲ့10တန်းအောင်တာမဟုတ်ဘူးနော်ဂုံဒူးထွက်ပြီးတော့အနိုင်ရတာအဲ့တော့အနန္ဒီယာဒီတပွဲနဲ့နိုင်တာလားပြန်ခဲ့တဲ့ပွဲထောက်လျှောက်ကြည့်လိုက်လေအဲ့တော့ဒီအနန္ဒီယာမဲခိုးလို့အစိုးရဖြစ်မှလားသူ့အတူပြည်သူရွေးချယ်လို့အစိုးရဖြစ်လားအဲ့တော့2020မှာမင်းအောင်လှိုင်တာအာနာမတိန်ခဲ့ရင်အခုလို့တိုင်းပြည်ကဖြစ်เสียအကြောင်းရှိမလားကဲအခု2020မှာမဲဒီဟာကိုအကြောင်းပြပြီးတော့အာနာမတိန်ခဲ့ရင်တိုင်းပြည်အခုလို့ဖြစ်နေမလားအဲ့ဒါလေးနဲ့ပြောနော်တိုင်းပြည်ကပြတ်သွားမလားတိုးတက်လာမလား စစ်သားတွေအခုလို့တေးရမလားပြည်သူတေးတာခဏထားလိုက်အောင်နော်စစ်သားတွေအခုလို့တေးရမလားရဲတွေအခုလို့တေးရမလားမဖြစ်ပါဘူးအဲ့တော့အပြေပဲရှင်းရှင်းလေးနောက်ပြီးတော့မဲစရင်မှားလို့မဲခိုးတယ်လို့စွတ်စွဲမယ်ဆိုရင်2015မှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်းနဲ့2020မှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်းပြန်နှိုင်းရှင်ကြည့်ကြပါမကြည့်ပဲနဲ့စွတ်ပြီးတော့မပြောကြပါနဲ့နော်2015ကျန်းဖို့အစိုးရကလုတ်တဲ့နောက်20မှာရွေးကောက်ပွဲရတယ်သူတို့ကသူတို့တပါတီတွေပြိုင်ပြီးတော့တက်လာတဲ့ကျန်းဖို့အစိုးရလုတ်တဲ့ရွေးကောက်ပွဲမှာ 2020ရွေးကောက်ပွဲထဲမက်ဆေ့ချ်ရင်ပူမားတာပါအဲ့တော့ကြည့်ပေါ့တခိုးကလူဖြစ်ပြီးတော့တီတုခေါင်းဆောင်ကိုမတရားဖမ်းဆီးပြီးပောက်ပန်း40ပုံမှန်နေတဲ့တက်တာကျွန်တော်ပြမယ်ပုံမှန်နေเนาะအဲ့တော့ဒေါအောင်ဆန်းစုကြည်ကိုအဲ့တလို့မဲခိုးခဲ့တဲ့ကောင်တွေကတီတူမရွေးချယ်လို့ခွေးနေရမရတဲ့ကောင်တွေကစွတ်စွဲထားတဲ့အမှုတွေကျွန်တော်ပြမယ်เนาะဒေါအောင်ဆန်းစုကြည်ဆိုတာမြန်မာပြည်မှာစီးပွားရေးလုပ်ငန်းဆိုလို့ကုံစုံဆိုင်တဆိုင်အောင်မှသူဖွင့်ထားတာမရှိဘူးเนาะသူကိုယ်တိုင်စုရတဲ့노벨ဆုဆိုတာဒေါ်လာတန်းတဲ့ချီတယ်အဲ့ဒီစုဖို့တော့မှ သူ့ကိုချိုးအတွက်အသုံးမပြုဘဲနဲ့အများပြည်သူအတွက်လှူထားတဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးကိုအကတိမှုနဲ့ဆွဆွဲရဆိုခင်ဗျားတို့စဉ်းစားကြည့်ကြခမင်းစားတဲ့ခေါင်းဆိုရင်စဉ်းစားတာလည်းတိတယ်နော်အခုဒီမှာအဂရိတက်လိုက်စားမှုတိုက်ချက်ရဲ့ဥပဒေပုံမှန်55တဘာဘေးအန်ရဲ့စီမံခန့်ခွဲရေးဥပဒေပုံမှန်25အမှုကနှစ်ခုတွင်းကုန်ပို့ကဥပဒေပုံမှန်8စတဲ့ဥပဒေပုံမှန်68နိုင်ငံတော်အချင်းချင်းပြည်စင်မှုပုံမှန်905အခွေနိုင်ငံတော်မြို့ဝက်ချက်ဥပဒေပုံမှန် သုံးတစ်ဂန်းငယ်စားတဲ့အမှုဆယ်မှုကြော်မှာနော်အစိုးဆုံးအမှုကဘာလဲဆိုတော့သူ့ကိုထိန်းသိမ်းထားရတဲ့အချိန် NLD ပါတီက2022ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့နဲ့13ရက်နေ့မှာထုတ်ပြန်တဲ့စာနှစ်စောင်အတွက်တာဝန်ရှိတယ်လို့ဆိုပြီးတော့စူပူအောင်နှောက်ဆော်မှုပုံမှန်ငါးခါခွေနဲ့ထောင်နှစ်နှစ်မဲဆွယ်ရင်နှန်းကိုထွက်ပြီးလက်ပြလို့ကိုဗစ်ကန့်တဲ့စီးနင်းများဖောက်ဖြစ်တယ်လို့ဆိုတာတဘာဘေးကနေပုံမှန်25နဲ့ထောင်နှစ်နှစ်စုစုပေါင်းထောင်၄နှစ် ဲ့ဒါကိုဒီဇင်ဘာက6ရက်နေ့မှာချခဲ့တယ်ကြည့်အဲ့ဒီမှာခုနှစ်ရက်နေ့ဆိုတာကသူတို့ဖမ်းထားလို့နော်ဖေဖော်ဝါရီလ10ရက်နေ့မှာအာနာသိန်းတာနော်ခုနှစ်ရက်နေ့ဆိုတော့ဒေါ်စန်းစုကြည်ပါပါသူတို့ဖမ်းထားတဲ့အချုပ်ထဲမှာပုံဘူးလားအဲ့ဒီခုနှစ်ရက်နေ့နဲ့7ရက်နေ့မှာ NLD ပါတီကထုတ်ပြန်တဲ့ကြေညာချက်ကဒေါ်စန်းစုကြည်မှာတာဝန်ရှိတယ်ဆိုပြီးတော့အဲ့ဒီဟာကအမှုထွက်ချတယ်စဉ်းစားကြည့်ဗျာခင်ဗျားလူတယောက်ကိုဖမ်းပြီးထောင်ထဲထည့်ထားပြီးနော်ကြံတဲ့လူတွေကသူ့အတူអော်တဲ့သူ့အတူထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာဒီလူမှာတာဝန်ရှိပါလားဆိုအမှုကထပ်တက်တာ စဉ်းစားကြည့်အဲ့လိုမတရားတွေလှုပ်ထားတာနော်နောက်ပြီးတော့ဖြိုးမင်းသိန်းနဲ့မောင်ဝဲမောင်အဂတိမှုဆိုတာကမောင်ဝဲကပတ်စံပေးတယ်ဆိုပြီးတော့ဖြိုးမင်းသိန်းကိုထွက်ဆိုခိုင်းတယ်ဖြိုးမင်းသိန်းကိုရိုက်ပုတ်ညှင်းဆဲတပ်ဖြစ်ဖို့ထိချိန်ချောက်ပြီးတော့ထွက်ဆိုခိုင်းတယ်ဒေါအောင်ဆန်အဲ့ဒီထွက်ဆိုချက်ကိုခြေပဖို့အတွက်ရှစ်နေကိုလည်းတွဲခွင့်မပေးဘူးရှစ်နေလည်းခေါ်ခွင့်မပေးဘူးအဲ့တော့လူတယောက်ကိုထားလိုက်တယ်မင်းကိုတတ်မယ်မင်းအတတ်မခံချင်ဒီမိမအဂတိကျူးလွန်ထားပါလေမင်းထွက်ဆိုပြီးတရားရုံးမှာဟာလူတယောက်ကအတတ်အသေးခံမလား တာမန်လူတောင်းတောင်းလူပြောက်ကလူတန်းတဲ့ချိန်မှာတယောက်ကအသေးခံမယ်ဆိုစကားပြောမှမဟုတ်ဘူးအေးတမန်ဦးကြီးတို့ဟာပြောဆိုလို့ပြောရင်ပြောလိုက်မယ်နော်အဲ့တော့တောင်းဆန်းစကြည်ယူပါတယ်လို့မောင်ဝဲရှိရာအကတိငွေလက်ခံပါတယ်လို့ကျိုးမင်းတဲ့တရားရုံးမှာထွက်ဆိုတယ်မောင်ဝဲကိုခေါ်ပြီးစစ်တော့မောင်ဝဲကပြောလိုက်ဘာထွက်ဆိုတယ်ဒါတွေဘောမှတွေမပြောဘူးမောင်ဝဲထွက်ဆိုတဲ့စကားက ူပေးလိုက်တဲ့ငွေဒီဒေါအောင်ဆန်းစုကြည်ရဲ့လာရောစီမံကိန်းအပေါ်မှာလက်ရှိတည်ရင်းမှာရှိတဲ့တော့ project လုပ်ငန်းတွေလုပ်ဖို့အတွက်တူလှူတာတူအက်ဂရီဒီလိုလက်ပေးတာမဟုတ်ဘူးတူကိုယ်တိုင်ဒီ project အလုပ်တွေလုပ်ဖို့တူကိုယ်တိုင်လှူဒန်းတာလို့မောင်ဝိတ်ကာယကံရှင်ကိုယ်တိုင်ထွက်ဆိုတယ်ဒါပေမဲ့အဲ့ဒါကိုအက်ဂရီမှုတွေနဲ့တရားစွဲတယ်နောက်ပြီးတော့ပုံကောင်တွင်းကောင်ဦးတယ်စက်တွေစကားပြောဆက်အိုင်ကောပြန်ရွာမလေးဟိုကုံခဲ့တဲ့နှစ်ပေါင်းများစွာကကျွန်တော်နှလုံးထိုင်လောက်လာတာအဲ့ကျွန်တော်ကိုယ်ဝင်လင်းပြောတာခန်းချိတ်တဲ့အိုင်ကောမဟုတ်ဘူးအထိုင်ဆက် အထိုင်ဆက်တို့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 ကျိုးနေမှာတခါလဲထိုင်ဆက်ကြီးနော်အဲ့ဆက်ကြီးကိုထိုင်ပြီးတော့ကျွန်တော်ဂုံစည်းတွေကိုတရွာကိုတိုင်တစ်ခုနဲ့အဲ့ဒါကျွန်တော်မှမဟုတ်ဘူးဒီနေ့ချိန်ကြီးတယ်ဒါဒီနေ့ခေတ်ကဖုန်းခေတ်ဆိုတော့တုံးလားမတုံးလားမသိနော်ပရဲဆက်တော်ရေးဆက်တွေဘေးရရ this i go and do like down there လေပစုံကန်နေစားဖို့လေနော်စားတော့ဆိုင်နေလုပ်ငန်းနေရာတော့နေတာအဲ့ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့တက်တော်ဆောက်တွေကင်တဲ့စကားပြောဆက်ကပို့ကုန်တွင်းကုန်နဲ့ညှိပါတယ်ဆိုပြီးအဲ့ဒီအမှုနဲ့ဖမ်းတာစဉ်းစားကြည့်ပြ အဲ့တော့ဖမ်းတဲ့လူတွေကဘယ်လိုလဲဆိုတော့မင်းအောင်လိုင်ကိုကြည့်လိုက်စစ်ထောင်းဝင်တော့ဂျုံဆုပ်တဲ့တရက်စီကတော့ပြောင်ပြောင်ရောင်ရှိသေးတဲ့ကောင်နော်အခုချိန်ကြည့်လိုက်တော့ဘီလန်တွေချမ်းသာနေတယ်တူတင်မဟုတ်တူမွေးထားတဲ့သူ့သားတွေသူ့သမီးတွေကတကြည်ကြည်တဲ့ချမ်းသာယူထားလို့မဟုတ်ဘူးဟမ်အဲ့တော့မတရားလုပ်နေတဲ့အရာကြီးကိုထပ်ပြီးတော့အာဒီမိမပြီဖြစ်တာလို့ဘာလို့ပြောနေတဲ့ပါဆက်တွေကိုကျွန်တော်အံ့ဩတယ်ဒီလူတွေလူတော်ဟုတ်သေးရဲ့လားလို့နော်ကြည့်အခုကျွန်တော်ပြပြောရတဲ့ဟာနော်အခုဒီမှာဘေးမှာဇရာကျွန်တော်ချပေးထားမယ်အဲ့ဒါ तू ဖန်းစီထိမ့်သိမ့်ခံခဲ့ရတယ်ဇရင်ကြည့်တော့နော် နာဘအစိုးရလက်ထက်မှာစထုတ်တအခြေကြီးတက်တန်းတိုးတယ်နော်အင်းလျာကြီးကံကိုဖျက်ကူးလာတဲ့ဂျွန်ရက်တော့အားလုံးသိမှာပါဂျွန်ရက်တော့ကိုလက်ခံဘူးတဲ့ဟာသူကသူနေအကျေချုပ်ချထားတဲ့စစ်တပ်ကိုဒလိုဝိုင်းပြီးတော့တတ်မှအစင်းစင်းနဲ့လုံကြုံကြီးချထားတယ်အဲ့ဒီထဲကိုလူတစ်ယောက်ကရေကူးပြီးဝင်ပြီးအိမ်ထိရောက်လာတယ်ဆိုရင်အဲ့ဒီစစ်တပ်စောက်တဲ့ကောင်တွေကမသာပေါ်နေလို့လားဒါမှမဟုတ်ဒီလူပဲကိုဖျောက်ရလို့လားစဉ်းစားကြည့်ဒီစစ်ဘုံချုပ်ကြီးရုံမှခင်းဆက်ဆက်ရုံမှလာမှုကိုအဲ့အဲ့ဒီဂျွန်ရက်တော့လက်တွေ့ကူပြီးဒေါ်အောင်ဆန်းစုကြည် channel ကိုဝင်လာလို့တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုနေအကျေချုပ်တတ်တတ်လို့တယ် တော့နာမခင်မှလည်းတန်တန်းတို့လားစကားလုံးအတည်ပြီးတန်တန်းတို့လေနော်ကြားဘူးလားလူတယောက်ကဘာပြစ်မှုကိုကျူးလွန်လဲပြစ်တာဘယ်လောက်ကြားလဲအမိတ်ချပြီးပြီးတန်တန်းထတ်တော့ရတယ်လို့ဘာမှလည်းသူလည်းအပြစ်မလုပ်ဘဲနဲ့ဒါပေမဲ့ဒေါ်အောင်ဆန်းသူတီကသူ့ကိုခင်းဆက်ဆက်တလောက်မတရားလုပ်ခဲ့ပေမဲ့မတရားတဲ့အမိတ်တွေနဲ့ချပေမဲ့ဥပဒေကိုဥပဒေအတိုင်းသူကလိုက်တာဒီမျိုးသမီးအားနဲ့ချက်ကအဲ့လောက်ပဲနော်အခုလည်းရှင်းနေတယ်တွေ့ခွင့်မရှိနောက်ဆုံးနာဘခင်မာတော့မှထောင်ဝိဆောင်ပေးမှုခိုင်းဒီနေ့မအေလိုခင်မာထောင်ဝိဆောင်ဝဆောင်ဝိခိုင်းတယ်ဒါတော့တိုင်းပြည်တူတော်ကောင်းကိုကြည့် နော်အဲ့တော့ကိုနဲ့မတည့်တာကမတည့်တာပဲနော်ရှင်းရှင်းပြောရရင်အခုမင်းအောင်လည်းထောက်ခံနေတဲ့လူတွေအနေနဲ့မင်းတို့ရဲ့ဟိုစန့်ကျင်ဘက်ပေါ့နော်ဒေါက်ဆန်းစုကြည်ဆိုရန်သူဟုတ်ပေါ့ဘယ်သူမှရန်ရှာတဲ့လူမျိုးမဟုတ်ဘူးနော်မင်းအောင်လည်းလက်ခံပြီးတက်ပြတ်နေတဲ့လူတွေမဟုတ်နော်မင်းအောင်လည်းရွာမီးရှို့နေတဲ့လူတွေမဟုတ်အဲ့ဒီအမျိုးသမီးတယောက်ကိုကိုနဲ့အမြင်မတူတာနဲ့ပဲဒလို့မတော်မတရားလုပ်ထားတဲ့အရာဘုချုပ်ထုံးနေကြည့်ဘုဒ္ဓထုံးတဲ့နေကျွန်တော်လေးစားရဲဆိုတာနံပါတ်1တော်လိုင်းရင်းမှာတော်လိုင်းရင်းနဲ့တူအောင်လုပ်နေတဲ့ချက်နောက်တစ်ချက်ကသူပြောတဲ့စကားမှာအန္တရာယ်အစိုးရခင်မှာရခိုင်စစ်ရေးကဘယ်လိုလဲအားလုံးသိတဲ့အတိုင်း စစ်တပ်ကတမင်တက်တက်ထောင်ချောက်စီပြီးတော့ရခိုင်ပြည်နယ်မှာစစ်ရဲကိုစစ်တပ်ကမီးမွေးတယ်။အဲ့ဒီရခိုင်ပြည်နယ်မှာစစ်ဖြစ်နေတဲ့ဒေတာကိုကြတော့စစ်အောက်ချုပ်ရေးအမိန့်ထုတ်ပြန်တိုင်းတယ်။မထုတ်ပြန်လို့ရှိရင်နိုင်ငံတော်ပုံကန်တဲ့လူတွေပူးပေါင်းတယ်ဆိုပြီးတရားစွဲမယ်သူ။မထုတ်ပြန်ပေးရတော့အဲ့ဒီဒေတာကိုနိုင်ငံတော်တမနာရုံးကတည်င်းထောက်တော့ပေးမွေး။သူတို့စစ်တပ်ကတည်င်းထောက်ပဲဝင်ခွင့်ရှိတယ်။ဘယ်သူမှတည်င်းယူခွင့်မရှိဘူး။သူတို့စစ်တပ်ကထုတ်ပြန်တဲ့တည်င်းကိုကြတော့နိုင်ငံတကာကိုထုတ်ပြန်မှုအတွက်နိုင်ငံတော်တမနာရုံးကထုတ်ပြန်အဲ့လိုထုတ်ပြန်မှုအတွက်သူတို့ပေးတဲ့တည်င်းကိုထုတ်ပြန်တယ် တို့လိန်ခိုင်းလိန်တဲ့အတိုင်းဟိုမှာလူတွေတက်တယ်တို့ကမတက်ပါဘူးပြောရင်မတက်ပါဘူးလည်းပြောရတာပေါ့စနစ်တကျကိုထိုးတွေးခဲ့တာအဲ့ဒီအတွက်ရခိုင်လူလူနဲ့ RND နဲ့ကဘလောက်အမုန်းတရားတွေဖြစ်ခဲ့ကြတယ်ဒါပေမဲ့ဒီနေ့ကဘုသူထုံးပြနေဘာပြောလဲကျွန်တော်တို့ပုတ်တိုက်မှုဖြစ်ခဲ့တာနော်နော်ဖြစ်တာမဟုတ်ရန်လူလိုဖြစ်ခဲ့တာဒါပေမဲ့ဒီနေ့ချိန်ကမှာကျွန်တော်တို့ကအမြဲတမ်းရန်လူအမြဲတမ်းမိတ်ဆွေထားလို့မရဘူးဒီဟာကျွန်တော်တို့မိတ်ဆွေဖြစ်နေပြီနော်ဒီစက်လက်ကြီးနဲ့ဒီဒီပွားကြီးကိုအမျိုးသမီးကိုဘာဖြစ်လို့ထုတ်ထားလဲနှုတ်ပေးလိုက်ဖို့တင့်ပြီဆိုတဲ့စကားကိုသူထွက်ပြောတယ် ဒါတွေကမလို့အပဲပြောတာမဟုတ်ဘာဖြစ်လို့နံပါတ်1စီးဆုံးညီညွတ်မှုကိုအောက်ခြေပြည်သူတွေတိအောင်လို့ဖွဲ့ပြောတာနောက်တစ်ခုကဝင်းကပြောသလိုပဲဒီတိုင်းကြီးရဲ့လူရောက်มาတွေကဘာလုပ်လဲတရက်ခန့်လက်တယ်ရဘာလုပ်လဲဆိုတော့ဒီကောင်းဆောင်ဒီကောင်းဆောင်ကြည့်တယ်လေနော်စဉ်းစားကြည့်အဲ့တော့အခုကျွန်တော်ပြထားတဲ့ဇရာကွက်မှာနော်ကြားတဲ့နှစ်ကိုကြည့်ပါခင်ဗျားတို့အဲ့လောက်မပြောနဲ့အချုပ်ထဲမှာတော့တရက်သွားနေကြည့်ရောဆိုတော့ဒီမျိုးတမီးကလူလဲတက်ထားတာမဟုတ်ဘူးနော်ခိုးလဲခိုးထားတာမဟုတ်ဘူး ်သူများတကောင်လည်းဘာမှမဟုတ်တာလို့ထားမှာဒီတိုင်းပြည်ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက်မှန်ကန်တဲ့ဒီမိုကရေစီတိုင်းပြည်ဖြစ်ဖို့အတွက်သူဟာစ조사လို့ဒီပြစ်ဒဏ်တွေကိုကြားရတာဘယ်လောက်ရင်နာဖို့ကောင်းလဲစဉ်းစားကြည့်ရင်ဟမ်ဒါမိသားစုကိုပြစ်ပယ်ပြီးတော့ဒါတွေကိုကြားရတာနော်အဲ့တော့ဒီလိုမျိုးသမီးကိုကိုနဲ့ဘက်မတူတာနဲ့ပဲဟာကောင်းတယ်နေပါသေးအာဒါမကြီးမှပြောနေတာတဲ့ဟာမှန်လားဟုတ်ကဲ့ကျွန်တော်နောက်ထပ်နားထောင်မဲ့သတင်းကတော့ Champions League ကောင်စီရဲ့မဲလိမဲခိုးတဲ့ဟာကိုလပလက်ချက်မိသွားတဲ့သတင်းကိုတင်ဆက်ပေးထားတဲ့ကိုစစ်ပြီးနားထောင်ကြည့်လောက်နော် ဟုတ်ကဲ့ဒါတော့ကုစီရဲ့သုံးသက်ချက်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဟုတ်ကဲ့နေ့လယ်ပိုင်းဗီဒီယိုကဒီလောက်ပါပဲเนาะအစားဆုံးကြည့်ပေးတဲ့မိဘဗီဒီယိုရောက်စတဲ့အတွက်ကျေးဇူးတင်ပါတယ်။ညကြမှာနောက်ထပ်သတင်းဗီဒီယိုတစ်ပုဒ်နဲ့ပြန်ပြီးတွေ့ကြမယ်เนาะ။